မာတရုတ်နယ်စပ်မှာကချင်လွတ်လပ်ရေးအဖွဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA ထင်းချုပ်ထားတဲ့လွေချင်းနယ်စပ်ဂိတ်လိုင်းစာဂိတ်နဲ့မိုင်းချိုင်ရန်ဂိတ်တွေကိုတရုတ်အစိုးရနဲ့ညှိနှိုင်းပြီးတဲ့နောက်မနေ့ကအော်တိုဘာလ25ရက်မှာပြန်ဖွင့်လိုက်တယ်လို့သိရပါတယ်။ဒေသခံလူထုအတွက်အဓိကလိုအပ်တဲ့ကုန်စည်တွေကိုတရုတ်နိုင်ငံဘက်ကနေတင်သွင်းဖို့နဲ့ငပြောအပါဝင်သီးနှံတွေပြန်တင်ဖို့ဖို့တရုတ်ဘက်နဲ့ညှိနှိုင်းပြီးပြန်ဖွင့်တာလို့ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘူမူကြီးနော်ဘူးကဒီနေ့မှပြောပါတယ်။ မနေ့ကအော်တိုဘာလ25ရက်ကပြန်ဖွင့်လိုက်ပြီးဖွင့်တာက ဖွင့်ပြီးအားလုံးလွလွလပ်လပ်တော့မဟုတ်သေးဘူးပြည်သူလူထုရဲ့စားသုံးကုန်အဓိကတင်သွင်းပေးတာလို့ဗိုလ်မှူးကြီးနော်ဘူးက paper swing ကိုပြောပါတယ်မြန်မာတရုတ်နယ်စပ်ကချင်ပြည်နယ်တဲကပန်ဝါလိုင်စာလွဲချင်းမန်စီနဲ့ကမ်ပိုင်တီမြို့နယ်တွေမှာနယ်စပ်ဂိတ်တွေရှိနေပြီးအဓိကဂိတ်တွေကို KIA ကထိန်းချုပ်ထားတာပါတရုတ်နယ်ညှိနှိုင်းမှုတွေအရပြန်ဖွင့်ရမှာလွဲချင်းလိုင်စာနဲ့မိုင်းချိုင်ယန်ဂိတ်တွေဖြစ်ပြီးကျန်တဲ့နယ်စပ်ဂိတ်တွေနဲ့ပတ်သက်လို့အခြေအနေမေးမြန်းနေဆဲဖြစ်တယ်လို့ ဘုံမူကြီးနော်ဘူးကဆက်ပြောပါတယ်။လိုင်ဇာနဲ့မိုက်ချောင်ရန်က KIA ထင်းချုပ်ဒေသတွေဖြစ်ပါတယ်။လွယ်ကျဲမြို့ကတော့ပြီးခဲ့တဲ့2024ဧပြီလမှာ KIA နဲ့မဟာမိတ် တပ်တွေကသိမ်းပိုက်နိုင်ခဲ့တာပါ။အဒီနောက်ပိုင်းနေဆက်ကုံသွေးရိတ်ကိတ်တွေကိုတရုတ်ဘက်ကပိတ်ပင်လိုက်ပါတယ်။ပြီးခဲ့တဲ့ match လမှာတော့အစားတောက်ကုန်တချို့ကိုအကန့်အသတ်နဲ့တင်သွင်းခွင့်ပြုခဲ့တာပါ။အခုဒီချိန်သဘောတူညီမှုမှာတော့နေဆက်ကိတ်တွေကနေလူအဝင်အထွက်နဲ့ပတ်သက်လို့လည်းဆွေးနွေးကြကြတယ်လို့သိရပါတယ်။ဒေသခံပြည်သူတွေရဲ့ကျန်းမာရေးအတွက်အစည်းအကူတောင်းမယ်ဆိုရင် တရုတ်လာဝကနဲ့ချိတ်ဆက်ပြီးဝင်ထွက်လို့ရတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။လွယ်ချယ်မျိုးကန်တူးကမဖြစ်မနေလိုအပ်တဲ့အကုံစီတွေကိုအရင်ကအမောင်းခိုးတင်သွင်းတာတွေတော့ရှိတာပေါ့။အခုကတော့တော်တော်လေးအခြေအနေကောင်းသွားတယ်။တရုတ်နဲ့ KIA ဆက်ဆံရေးအဆင်ပြေရင်ဒေသခံတွေအတွက်ပိုပြီးအကျိုးများတယ်လို့သူကပြောပါတယ်။တရုတ်အစိုးရဟာအာဏာသိမ်းစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့တိုင်းရင်းသားဒေါ်လာရေးအဖွဲ့တွေကိုဖိအားပေးတဲ့အနေနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနေဆက်ကတွေကိုလည်းကုန်သွယ်ရေးကန့်သတ်ထားပါတယ်ရှမ်း။